Hello everyone, welcome to Nan Kitchen. Nan Kitchen ကနေပြန်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာကတော့ပဇွန်ငပိချက်လေးအိမ်မှာချက်စားဖြစ်လို့လုံနီလေးကိုမျှဝေလိုက်ပါတယ်။ဒီချက်နီလေးကတော့အာရံကိုရိုးရှင်းပြီးတော့ဟင်းချက်ပိုစတင်နေတဲ့တွေ့တခုဆိုလို့ရှင်တော့ရံကိုတင်တော့ပါတယ်။ကိုယ်တဲ့ကိုစီထည့်ပြီးတော့မှစီပူလာရင်ရောင်ငုံလေးထည့်မယ်။ထောင်းထားတဲ့စက်တန်တင်တဲ့စက်ဖြူလေးကို ရောပြီးတော့မှ ကြော်ပေးထားပါမယ်စက်တံပြည့်စက်တံမီလျာနှွမ်းလာပြီဆိုလို့ရှိရင်တော့ခန်းချင်ဒီပပလီထားတာထည့်ပါမယ်ပြီးလို့ရှိရင်တော့အယောင်တင်မုံထည့်ပါမယ်အရောင်နေမလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့မိမိလိုအပ်သလောက်ရေနှံ့ငယ်လေးထည့်ပြီးတော့မှအဖုံးလေးပိတ်ပြီးတော့မှ3မိနစ်ခန့်ခန်းချင်နေမူလာတဲ့အထိချက်ထားပေးရပါမယ်။ ုလိုမျိုးခန်းချင်းဤချန်နေစဉ်တွင်မှာကျမတို့ငပိရေကြိုပါမယ်ငပိရေကြိုပွဲအတွက်အရင်အနေငယ်အထဲမှာငပိရေကြိုကိုထည့်ပါမယ်ပြီးတော့ဆနုံမုံတစွန်းထည့်ပြီးတော့မှပပွဲဆူလာအောင်၅မိနစ်ခန်းကြိုထားပေးရပါမယ်ကျမတို့ဒီနေရာမှာဆနုံမုံထည့်ပြီးကြိုအပ်ခြင်းကငပိရေကြိုရဲ့အနံ့သက်ကိုလျော့ကျစေခြင်းဖြစ်ပါတယ်ပြီးတော့ကျမရေအတွက်လည်းညီညွတ်ပါတယ်နော် အခုလိုမျိုးပေါ်ပွဲဆူလာပြီဆိုလို့ရှင်တော့စစ်ထားပေးရပါမယ်စစ်ထားပြီးအပြင်အနယ်တွေမလိုအပ်တဲ့အယိုးတွေဖယ်ရှားပေးခြင်းသဘောပဲဖြစ်ပါတယ် ကဲအခုဆိုလို့ရှိရင်เนาะကျမတို့ရဲ့ခန်းချင်းကြီးလေးอ่ะကြင်ကြင်ညက်ညက်လေးနဲ့ကြက်သွားပါပြီเนาะအဲ့အတွက်ကြောင့်မို့လို့ကျမတို့ကြိုထားတဲ့ငပိရေကြိုကိုထည့်ပါမယ်။ကျမကငပိရေကြိုကြိုလိုက်တာပကံလုံးနဲ့တလုံးအပြည့်ရပါတယ်။ဒါပေမဲ့အကုံအလုံးကိုထည့်ပြီးတော့မသုံးထားပါဘူး။တဝက်လောက်ကိုပဲထည့်သုံးပါတယ်။ငပိရေကြိုကငံတဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာစားလက်ထပ်ထည့်ဖို့မလိုပါဘူးเนาะ။နောက်မှာငံတက်ကိုထပ်လို့ခြင်းနဲ့ဆိုရင်เนาะငပိရေကြိုထပ်တိုးပြီးထည့်လို့ရပါတယ်။ပြီးတော့ကျမကစေကြောတန်းစင်ထားတဲ့ပုံစံလေးကိုထည့်လိုက်ပါတယ်เนาะ။ ပဇွန်ကတော့ဘာမှစားရပါရင်လည်းမနှက်ထားပါဘူးเนาะငပီရေကျိုးအနှစ်ကအရသာရှိရအတွက်ကြောင့်မလို့တခါတည်းပဲငပီတန်ဆင်ထားတာကိုထည့်လိုက်ပါတယ်ပြီးတော့ငရုတ်တီးစိမ့်ကတော့ option နဲ့ပါเนาะမွမွေးလေးနဲ့ဆက်ဆက်လေးစားခြင်းနဲ့ဆိုလို့ရှိရင်เนาะငရုတ်တီးစိမ့်လေးကိုထည့်လို့ရပါတယ်เนาะပြီးတော့ကျမကစက်သားမုံလေးနဲ့နဲ့ထဲတယ်ပြီးတော့ရေနဲ့နဲ့လေးထဲပြီးတော့မှအဖုံလေးပိတ်ပြီး၅မိနစ်ခန့်ထပ်ပြီးတော့တဲခဲ့ပါတယ်เนาะ 5မိနစ်ခန့်ကြဲပြီးသားပြီဆိုလို့ရှိရင်တော့ဟင်းရတာလေးနဲ့အနှံ့ရတာလေးပို့ပြီးပြည့်စုံအောင် နနမင်းလေးအုပ်ပြီးတော့မှချက်ခဲ့ပါရယ်ကဲလို့မိမိကနနမင်းမနစ်သက်ဘူးဆိုလို့ရှိရင်လည်းမထည့်လို့ရပါတယ်နော်ပြီးရင်တော့ကျမတို့အတို့အမျိုးစုံလင်စွာနဲ့စားသုံးလို့ရပါပြီ ဒီချက်နီလေးရဆိုရင်ဖြင့်ငပိရေချိုးကိုအသုံးပြုပြီးတော့ခန်းချင်းနီစက်သွန်နီတို့ကိုအချိုးကြကြထည့်ပြီးချက်ထားတဲ့အတွက်ကြောင့်မလို့အငံကဲမနေဘဲနဲ့အရန်ကိုစားကောင်းခဲ့ပါတယ်အခုလိုမျိုးကျမလိုမျိုးအတို့မျိုးအစုံလင်းနဲ့အစားမယ်ဆိုလို့ရှိရင်တော့အရန်မြိန်နဲ့ထမင်းဝိုင်းလေးဖြစ်တစ်ခုဖြစ်မှသေးကြပါတယ် ကယ်လို့အိမ်မှာချက်စားပြစ်တယ်ဆိုလို့ရှိရင်လည်း comment မှာရေးခဲ့ပေးကြပါဦးအဆုံးထိကြည့်ပေးကြတဲ့အတွက်ကြောင့်မို့လို့အားလုံးရောက်ချင်းစီတိုင်းကိုမြတ်ကျေးဇူးတင်လက်ရှိပါတယ် thank you for watching i will see you in my next video thank you bye bye